အလုံးမဲမင်္ဂလာပါဒီနေ့မြမရွှေဈေးတွေကတက်ကြမရှိပါဘူးမြမငွေဈေးတွေကတော့ဒီနေ့နေငယ်ပြန်ပြီးတော့ကျပါတယ်ဒီနေ့က23ရက်နေ့3လပိုင်း2020နဲ့5ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့အချိန်ဟာထိုင်းစံတော်ချိန်မနက်ပိုင်း10:30မိနစ်ရှိနေပါပြီမြမရွှေက15ပဲရေကြတာကို64သိန်းနဲ့မှ1000 16ပဲရေကြတာကိုစိုင်းကရောင်းနေသေးက68သိန်းနဲ့မှ1000စိုင်းကလက်ခံနေသေးက68သိန်းနဲ့မှ3000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနေတယ်လို့ ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကတဲ့ဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4000နဲ့မှ400ဆိုင်ကလက်ခံတဲ့ဈေးက4300နဲ့မှ50ယူရိုငွေတယူရိုကိုမြန်မာကျပ်ငွေ4000နဲ့မှ100စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3300နဲ့မှ40ဆိုင်ကလက်ခံတဲ့ဈေးက3200နဲ့မှ60တရုတ်ငွေတရွန်ကိုမြန်မာကျပ်ငွေ632ကျပ်အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2985ကျပ်အိုင်မန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘက်ပေးကျပ်ယူသမားတွေကဘက်ငွေ985ဘက်ကို ြန်မာကျပ်ငွေတသိန်း၊ကျပ်ဘေးဘက်ယူသမားတွေကကျပ်တသိန်းကိုဘက်ငွေ900နဲ့မှ60ဂျပန်ငွေ3429.35ကိုမြန်မာကျပ်ငွေတသိန်းမလေးငွေ100ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3360ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ1930.23ကိုမြန်မာကျပ်ငွေတသိန်း လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေတားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနည်းငယ်กว่าချမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလောက်တော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ဖုံးဆက်ပြီးမှငွေလဲလဲလောက်ကြပါလို့ကျွန်တော်ကတော့ကြံပြူချင်ပါတယ်မြမချွေစင်းငွေစည်းတွေကိုအများနဲ့တင်ပေးပါတယ်မြမချွေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ